ဘသူမှလဲဘသူမှလဲမင်္ဂလာပါအော်ဒီယိုဝိုင်းစောနိုင်မှ ကြိုးစားပါရစေ။ယခုတစ်ခါမှာတော့မြောက်တကုံစစ်တောင်းမှတ်တိုင်မှာဖြစ်သွားတဲ့ရင်တိုက်မှုအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမအဦးဆုံးရင်တိုက်မှု CCTV မှတ်တမ်းကိုအရင်ဆုံးကြည့်ကြည့်ပါဦးခင်ဗျာ။ ယခုရင်တိုက်မှုကတော့မြောက်တကုံစစ်တောင်းမှတ်တိုင်မှာဖြစ်သွားတာပါကွန်းဟဆိုင်မှာကွန်းဝက်နေတဲ့သူပါဆုံးသွားပါတယ်ပရိုဘောက်တမားတော့နန်ယိုးကအသေးကိုစိုက်မိပြီးတခါလဲဆုံးသွားတယ်လို့သိရပါတယ်သတိထားမောင်းကြပါခင်ဗျာအစိုးရရင်တိုက်မှုနဲ့ပတ်သက်ပြီးတော့နေလင်းစီသူဆိုတဲ့ Facebook ကောင်ကနေဒီလိုမှတ်ချက်ပြုထားပါတယ်ပရိုဘောက်တမားကဒီဘက်ရင်ကျော်ကကာမဲလေးကိုအာယုံထားမိလိုက်တယ်ထင်တယ် ဟိုဘက်ကကားအလာကိုသတိလွတ်သွားတယ်။ကားအမဲလေးသူ့နားကပ်လာတော့အလွတ်ဆိုပြီးဖြတ်ထွက်။ဟိုဘက်ကကားအချိန်နဲ့လာတာကနည်းနည်းဝေးသေးတယ်ထင်ပြီးထွက်။အဲ့မှာတိုက်တာဖြစ်မယ်။အဲ့မှာတိုက်တာဖြစ်မယ်။ကားဆရာကြီးများရောကားဆရာလေးများရောအားလုံးဂရုစိုက်ကြပါဗျာ။ကိုအပြင်ထွက်မောင်းနေတဲ့အချိန်မှာအိမ်မှာရှိတဲ့မိသားစုတွေကလည်းစိတ်ပူပေးနေတယ်။အိမ်မှာရှိတဲ့မိသားစုတွေကလည်း စိတ်ပူပေးနေတယ်ဆိုတော့စိတ်ကလေးထည့်ထားကြပါအာကာထွန်းအောင်ဆိုတော့ Facebook ကောင်းကနေလဲဒီလိုမှတ်ချက်ပြုထားပါတယ် Truck ကဝိုင်းပရက်ကွယ်နေလို့ရုတ်တရက်ထွက်လာတဲ့ Pro Box ကိုမမြင်တာ तू ကအပေါ်ကြောကနေမောင်းလာတာအချိန်ပါလာတော့မှန်ပေမဲ့ Pro Box ကိုမြင်လိုက်တဲ့အချိန်မှာအောက်ကြောဘက်ကိုအတက်နိုင်ဆုံးဆွဲချရှောင်ပေမဲ့အချိန်မမီတော့တာပါကြည့်လို့ကောင်းဆိုတော့ Facebook ကောင်းကနေလဲဒီလို ရေးတင်ထားပါတယ် ဘိုင်ဘီယက်အပေါ်လန်းကတူလန်းမဟုတ်ကြော်တက်မှသာအသုံးပြုရမှာနှစ်ပရိုဘောက်ကပရိုဘောက်ကလမ်းကြီးရနေထွက်ပြီးဖြတ်တဲ့ခါထက်ရတဲ့လမ်းသွားပြန်သုံးလမ်းလုံးကိုဂေးမပြုတ်ပါဘူးဖြစ်တာကတဖက်ညာကလမ်းမှာပါ၃ကန်တာကားကတော့အချိန်ပြင်းပြင်းနဲ့ညာကလမ်းကိုမောင်းနေတဲ့အတွက်စူပါမန်ပါပဲ၃စီးလုံးမှားခဲ့တယ် MBS ဒါပူရဘောက်ရှိမှရှိနေရင်ပူရဘောက်က MBS ကိုပဲတိုက်မှာပါပဲလမ်းချင်းကထွက်တာကိုအာယုံမရခဲ့တာ မောင်းပုံကြည့်ရင်ထင်ရှားပါတယ်ထွက်ကညာဘက်ကိုအရှင်ပြင်းပြင်းမောင်းလို့ထွက်ကညာဘက်ကိုအရှင်ပြင်းပြင်းမောင်းလို့လမ်းဘေးရလူကိုထိသွားတာပဲဇက်ကွက်လမ်းမကြီးဖြစ်စင်မှာ MBS စီကန်းဖောက်ခဲ့ပေမဲ့ငတေရတော့မာပါတယ် စန်းစန်းဆိုတဲ့ Facebook account နဲ့လည်းဒီလိုမှတ်ချက်ပေးထားပါဗျ။ပို့လို့ဘောက်ကမှားပေမဲ့လမ်းမကြီးမောင်းနေတဲ့ကားကလည်းငါမှန်တယ်ဆိုပြီးအချိန်နဲ့တအားမမောင်းရဘူးလေ။ပရိမထိန်နိုင်တော့နှစ်ဖက်လုံးနင်းနာကြရပေါ့။လမ်းဘေးကလူကမစီမဆိုင်တေရပြီ။ပြုံးမမဆိုတဲ့ Facebook account နဲ့လည်းဒီလိုရေးတင်ထားပါဗျ။ကားနှစ်စီးအချိန်များတော့ကိုရဝဲနေတဲ့ငါတူလေးလေဖြန်းနေတဲ့ ဖေနဲ့မေကိုလှုပ်ကျွေးနေတဲ့ငါတို့လေသမီးငယ်လေးနဲ့သူ့ရဲ့မိမကိုလောကလည်းမှာထားခဲ့ရတဲ့ငါတို့လေးရအသက်ပေးလိုက်ရတယ်ဝေယံထက်ရေစိတ်မကောင်းဘူးဘယ်လိုကံကြမ္မာတွေလဲဝကျေးရှိရင်ကြေပါစေဒါတော့အစိုးရကားတိုက်မှုမှာကွန်ရဆိုင်မှာကွန်ရဝဲနေရင်အတိုက်ခံလိုက်ရတဲ့လူငယ်လေးเจ้าကိုပြောထားတာဖြစ်ပါတယ်လီယိုဖန်ဆိုတဲ့ဖေဖော်ကောင်းအနေနဲ့ဒီလိုမှတ်ချက်ရေးထားပါတယ်ပြင်းနေချက် အခုကိစ္စအရက်ခေါ်ဘသူမားတယ်ဆိုတာခဏထားလိုက်ပါဥပဒေအတိုင်းပဲသွားရအောင်ဂျေနေဝါမူတီဗီကြည့်ကြမယ်ကာလန်းမှာဦးစားပစ္စနစ်ဆိုတာရှိပါတယ်မှတ်ပါတယ်ဒီဖြစ်စဉ်မှာလမ်းတွေရလာတဲ့ကားလေးကမိန်လမ်းမကြီးရကားကြီးကိုဦးစားပေးရမယ်လို့ညာဘက်ကလာတဲ့ကားကိုဦးစားပေးရမယ်လို့သူများပိုင်မိန်လမ်းကျောမှာမောင်းနေတဲ့ကားကြီးကိုအရင်ဦးစားပေးရမယ်လို့ဆိုတာ ကားလေးရဦးစားမပေးပဲလမ်းစည်းကမ်းချိုးဖောက်ရင်ထန်းကုန်းတန်ငွေလောက်သာတက်မှာလိမ့်မယ်။ဒါပေမဲ့ရာဇဝတ်အထိမတက်မှာဘူး။ကားကြီးအမား In case of collision ဆိုတာရှိပါတယ်။အကယ်၍တိုက်နိုင်တဲ့အနေအထားရှိရင်ဒါ ਉਹ မဖြစ်အောင် အတက်နိုင်ဆုံးရှောင်ရှားပေးရတာဟာအတက်နိုင်ဆုံးရှောင်ရှားပေးရတာဟာရင်မောင်းနိုင်ရဲ့ဝတရားတောင်းအောင်ဖြစ်ပါတယ်။ဥမာအ мян မောင်းရင်တိုက်နိုင်တယ်။ အဲ့တော့လူများကားများတဲ့နေရာလမ်းကူးတဲ့နေရာလမ်းစုံလမ်းကွာကိုသတိထားဘတ်စုံကိုကြည့်လိုအပ်ရင်ဗရိတ်အုပ်ဖို့ပြင်အချိန်လျှော့မောင်းနှင်ခြင်းဖြင့်မတော်တဆကိုလျှော့ချနိုင်ပါတယ်ရာဇဝတ်နဲ့ပြစ်မှုကျင့်သုံးဥပဒေမှာကငါလမ်းမှန်တယ်လမ်းစည်းကမ်းမှန်တယ်လမ်းတွေရကားလေးရလမ်းမကြီးရငါကားကြီးကိုဦးစားပေးရမှာပေါ့ဘန်ဖီရဲ့ကားနေလို့ ဘလိုင်းစပော့ဖြစ်သွားလို့မမြင်လို့တိုက်တာပါကားလေးမှားလာပါဆိုတော့မိုးချိုးဖြစ်ထန်းလက်ကဆင်ကျင်နဲ့မရပါဘူးတကယ့်အဆုံးဖြတ်ချက်ဘသူမမမမမြောက်တကုံဆိုတာလူတွေရောကားတွေရောတိတ်များတယ်လမ်းတွေလမ်းစုံများတယ်မစင်မချင်းမောင်းနေမှုလောက်တာထင်ရှားတယ်ပြစ်မှုမြောက်တယ်အရှင်တင် မောင်းနေခြင်းစပီဒီလုံးလုံးတိုက်မိတာဟာပြစ်မှုမြောက်တယ်အများသုံးနေရာလမ်းတိတ်မကျဘူး လေရင်ကွင်းများမှတ်နေသလားမဲမစင်မချင်းမောင်းတာထင်ရှားတယ်ငါဦးစားဝေးဖြစ်တယ်ငါလမ်းမှန်တယ်ဖျဲလိုက်မယ်မရဘူးမဲစပိတ်လုံးအမြန်မောင်းလာတာလူနှစ်ယောက်တည်စေတယ်ပစ္စည်းတွေပျက်စီးစေတယ်အများသုံးလမ်းဆောင်กว่าမဲမမြင်ရလို့ဝိုင်ဘီရက်ခန်းနေရင်ဖြည်းဖြည်းသတိနဲ့မောင်းနင်းယောက်ခမတူရဲပိုင်လမ်းဆိုထားတော့ကားကြီးမောင်းသူက လူသေးရာဇဝတ်ကောလမ်းဖက်ဆိုင်ရာအခြားပြစ်မှုနှစ်ခုကိုမြောက်ပါတယ်အဲ့တော့ဘသူမှားသလဲကြည့်အရက်သုံးမဟုတ်ပဲဥပဒေကြောင်းရပဲစဉ်းစားကြပါအရက်သုံးကတော့ကားလေးရအရင်ဦးစားမပေးလို့တိုက်တာပါ သူစမှားတာပါနဲ့ပြောကြလိုက်မယ်ဒါပေမဲ့ကားလေးမှားတာကရာဇဝတ်မမြောက်ပါဘူးဒီလိုနေရာမှာမစင်မချင်းရန်တန်းအမြန်မောင်းရင်ရင်တိုက်နိုင်တယ် ပြည့်ပြည့်မောင်းရင်ရှောင်ရှားနိုင်မယ်ဖြစ်တာပုံနေမယ်ဒါကြောင့်ဒီကိစ္စနေကုန်းချုပ်ဟာထွက်ကားတာမှားပါတယ်ရှောင်နိုင်ရင်ရှောင်ရှားပေးရမှာသူ့တောင်းဝမှာအရက်သုံးရကားလေးအရင်ဆမှားတယ်ဆိုတာကပြစ်မှုကြောင်းအရာကောဇာတ်ဝဲကြောင်းအရာကောအကျုံးဝင်ပါဘူးလူတလိษံအခြားကားစက္ကရိယာချုပ်ရင်းပရိပောက်မတမ်းမစွမ်းတကြီးကလေးအရွယ်ဆုံးဖြတ်တာရှိလို့ မြို့ရင်းကိုအချိန်လျှောက်ခိုင်းတာလူဆိုတာကယာသဝိမတင်လောက်တာမျိုးအမားလောက်တက်လို့ဖြည်းဖြည်းမောင်းခိုင်းတာမင်းမှန်တယ်ဆိုတိုင်းအမြန်မောင်းပြီးခုလိုရှောက်တိုက်เสียလို့လားဒါယာသဝိတင်တယ်မင်းမှန်တိုင်းလဲစုချမနေဘူးအမြန်မောင်းရင်မြမာမမဟုတ်ဘူးနိုင်ငံသားတွေလည်းခွင့်မလွတ်ဘူးဒိုင်းနာထွက်ကားသမားအပြစ်ကြီးတယ်ကားလေးအပြစ်သေးတယ်ဒါဟာ တော်တဆမှုထက်မစိမချင်းအရှိန်မောင်းတယ်မှုဖြစ်ပါတယ်။အောင်သူမိုးဆိုတဲ့ဖဲဖဲကောင်းနေတော့ဒီလိုမျိုးပြောထားပါတယ်။အတိုက်ခံရတဲ့လူနှစ်ယောက်တည်တယ်။ကာသမားတော့ဆေးရုံတက်နေရတယ်ပြောတယ်။ပိုလိုပေါကာသမားကဒိုင်နာနဲ့တိုက်တိုက်ကောင်ကတော့အမှုတွဲတဲ့တောင်မပါဘူးဆိုပဲ။ကဲခမားတို့ရောဘယ်ကားမှားနေရထင်လဲ။ဘယ်ကားမှန်နေထင်လဲ။ အောက်ကကွန်မန့်မှာမှတ်ချက်ရေးပေးသွားကြပါအောင်။စုံတီနားဆင်ကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးသောမြန်မာနိုင်ငံသားအပေါင်းဘေးပရာတွေဝေးကွာကြပါစေဗျာ။